ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့အောက်လန်းဘိုးထင်နဲ့အထက်လန်းဆီယာဥဝေလာဖြစ်ပါတယ်ခင်ဗျဆိုတော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့ကျွန်တော် season လေးကိုစလိုက်အောင်ပါခင်ဗျရေဦးစင်ရွာဆရာတော်ရဲ့ရှိမှာကိုရင်နှစ်ပါးငုတ်တုတ်ထိုင်နေကြသူတို့ကဆရာတော်ကိုလက်အုပ်ချီထားပြီးတော့ဆရာတော်မိန်ကြားနဲ့စကားများကိုနားဆိုင်ကထောင်းနေကြပြီအဲ့ကိုရင်နှစ်ပါးမှာခြားသူများမဟုတ်ပေပေပင်ရွာမှာပေတူးနဲ့သားတို့ဖြစ် တို့တို့ကိုင်ဝေလာဒီမှာခုနှစ်ရက်ကျော်လာပြီလူထွက်ပေးဖို့အတွက်ဆရာတော်ကရှောက်တင်နေကြခြင်းဖြစ်ပါဖုန်းကြီးဗျာတပည့်တော်လူထွက်ပါတော့မယ်ဗျာကိုရင်တို့အเจ้าမှာနေရတာအစီမပြေလို့လားမဟုတ်ပါဗျာတပည့်တော်လူအထွက်ချင်တာပါစားရဲကခုနှစ်ပဲဝင့်မယ်လို့တွေးထားလို့ပါဗျာကိုရင်တို့ဖုန်းကြီးနဲ့စကားပြောတာတော့တော်တော်အစင်ချောလာပြီပဲဒါနဲ့တခုလောက်မေးပြရစီအောင်ဖုန်းကြီးကိုရင်တို့နှစ်ပါးကိုဘွဲအမိပေးထားပါတယ်ရှောက်စမ်းမောင်ဆရာတော်မလို့မေးလိုက်တဲ့အခါကိုရင်နှစ်ပါးစီတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတော့ သူရင်ရှောက်ငါရင်ရှောက်နေဆရာတော်ကအချင်းချင်းမင်းငေါ်ပြနေအချင်းလေးကိုကဲခတ်မိတဲ့ဆရာတော်ကကိုရင်ပေတူးကိုကြည့်လိုက်ပြီးတော့ကဲကဲကိုရင်ရင်ပြောကိုရင်ပွဲမိရပါတော့ဟိုဟိုလေပန်းတလုံးတော့ပါလေဗျာနောက်ကဟာနည်းနည်းယူရူ8တွေဖြစ်နေတယ်ဗျာကဲစဉ်းစားပါဦးဘုံကြီးပေးလာတာသုံးလုံးတယ်ပါသုံးလုံးလဲဆိုတော့တပီတော့လည်းမှတ်မိပါလေဗျာကိုရင်ပေတူးမှမျက်လုံးကိုမှိတ်ပြီးတော့စဉ်းစားလိုက်မျက်လုံးဖွင့်ပြီးစဉ်းစားလိုက်ခေါင်းဆောင်းလိုက်ခေါင်းတဲလိုက်နေအတန်းကြာသေးတယ်စဉ်းစားနေပါတော့လဲ အဖြေမရသေးပြီဒါကြောင့်ဆရာတော်ကကိုရင်ပေတူးရဲ့ဘေးမှာကိုရင်သားကြီးကိုဆက်လိုက်ပြီးတော့မေးလိုက်ပြန်နေကိုရင်ရောသိလားဒီပြီတော့ရေးရေးလေးတော့မှတ်မိပါတယ်ဗျာအေးဟုတ်ပြီအဲ့ဒီရေးရေးလေးရှောက်ဆန်းမအောင်ဝီတူပါဗျာနောက်ကတာတလုံးပါသေးတယ်လေကွယ်ဝီတူတာပါကိုရင်ရဲ့ဆရာတော်မပြောင်းလျက်သားမိန်နေချင်းဖြစ်ပါတယ်ဘွဲမီကိုနှလုံးသားမှတ်မိတော့ကိုရင်သားကြီးမှာအွန်လိုင်းသူတယောက်မှမျက်နှာထားနေကိုရင်ပေတူးကိုကြည့်လိုက်ကတွေ့လားငါမှတ်မိတယ်မိပါမှတ်မိတယ် ကိုရင်ဝတ်တာခွင်းနေပြီကိုဒီကိုဖွဲ့မိတော့ကိုမှတ်မိတတော်ဟုတ်တယ်ကိုရင်အခွင့်ရနေအမိရပြောဆိုနေကိုရင်သားကြီးကကိုရင်ပေတူးမှာမကြည်လို့ကြည်လိုက်ကမင်းဖွဲ့လွယ်လွယ်လေးဟူကွာငါဖွဲ့ကခတ်တယ်ဖုံးရဒါတော့မတရားဘူးသူ့ကြောင့်လွယ်လေးပြီးတပိတော်ကြောင့်ခတ်တာပြီးအဲဒါကြောင့်ဆရာတော်ကကိုရင်ပေတူးကိုပြုံးပြလာပြီးကိုရင်ဖွဲ့မိရလဲမခတ်ပါဘူးကွယ်ပန္တိတပါဟာတပိတော့ပန်နှလုံးတော့တီထားတိတယ်ဗျာကြံစာလုံးမိနေတာကဲကဲ ကိုရင်တို့လူထွက်ချင်နေပြီဆိုတော့ဘုန်းကြီးနေနဲ့မတားတော့ပါဘူး။နောင်မြဘုန်းကြီးတို့ကြောင်းလာလေကြပါဟုတ်ပလား။ဒီမှာတက်သီးပေါ်ချိန်တို့ပါလို့ဆိုလာခဲ့မယ်ဗျာ။အေးအေးဟုတ်ပါပြီဟုတ်ပါပြီ။ဆရာတော်ကပြောလဲနေပင်ကိုရင်သားရင်းနေကိုရင်ပေတူးတို့ဟာလူဝင်လဲပေးလိုက်ပါလေတော့ဒီ။ကိုရင်ထွက်လာတဲ့ပေတူးနဲ့သားကြီးတို့ဟာခေါင်းတို့ဟာပြောင်းရှင်းလို့နေပါလေ။ရေဦးစင်ကျောင်းမှာကိုရင်ကြီးကကိုရင်ဝဲတဲ့အချိန်တွင်စပင်းများကိုလူထွက်တာနဲ့ပြောင်းရေးရမည်ပြောကပေတူးနဲ့တာအီတို့ဥကောင်းမှစပင်းငုတ်တုံများကိုတင်းနှုံးနှားဖြင့်ဖြောင်းပြန်တိုက်ပြီးရိတ်ပေးလိုက် ထိုးထွက်လက်နှစ်တက်လိမ့်မယ်ကြမ်းဆတ်ဆတ်ခံစားမှုမရတော့ပဲပြောင်းချောလို့နေပြီလေအဲ့လိုပြောင်းချောတဲ့ကရုံအုံးစီများလိမ့်ကြံထားကြအောင်နေအောင်အောက်မှာကြောက်တလုံးလားလက်လက်ကိုထားနေတော့သူတို့နှစ်ယောက်ကလာခေါ်သူမှာဖိုးထွေးပြည်ပြီးတော့ဖိုးထွေးကနွားလဲဖြင့်ရေဦးစိန်ဖုံးချောင်းကိုလာအောင်ချင်းဖြစ်ပါတယ်အဲ့လိုခေါ်ဆောင်မှုတော့မဘိုးတွေမှလာအောင်ပြောဆိုထားချင်းဖြစ်ပြီလဲပေါ်မှာခေါင်းပြောင်ပြောင်ကိုရင်လူထွက်နှစ်ယောက်နဲ့ဖိုးထွေးမဘိုးတွေတို့သာရှိကြဖိုးတွေကလဲကိုမောင်းနေမှနောက်ကိုပြန်လဲကြည့်ကနေအောင်အောက်မှာအယောင်လက်နေတဲ့ကိုရင်လူထွက်နှစ်ယောက်ရဲ့ဥကောင်းကိုကြည့်ပြီးတော့စကားဆိုလိုက်လေတယ် မင်းတို့ခေါင်းနေရလေကွာကြက်ဥထက်တောင်ပြောင်းနေပါဟုတ်လားအေးဗျာလူထွက်ပြီးချင်းကိုရင်ကြီးကခေါင်းရင်ပြေးလိုက်တာခေါင်းနေပူထူးနေပါပဲမင်းတို့နေသမင်းရောပြန်ပေါက်ပါအောင်မလားဟာပေါက်ပါလေဗျာဆွဲနှုတ်ထားမှမဟုတ်တော့ငါဝါခမောက်လေးယူခဲ့အောင်ပြောသေးတယ်မင်းတို့ခေါင်းဘိုးတွေကရတယ်လေလေကွာဒီခေါင်းတွေရိတ်ထဲနေတာကြာပြီနေအောင်ခန်းကြီးမပေါက်လို့ဆိုလို့ငါယူမလာတော့တာဘိုးတွေရဲ့စကားကြောင့်ပေတူးနဲ့တားရဲကမောင်ဘိုးတွေကမကြင်မရက်ဖြင့်ကြီးလိုက်ချင်းမောင်ဘိုးတွေကလဲပေါ်မှာခုံဆင်းသွားပြီးတော့ လဲလန်းပြီးချီကြံကင်းနဲ့ဝင်သွားကကြံဦးများကိုခြေဖြင့်နေမီချိုးလိုက်။အိုင်းနောက်ကြံများများကိုဒူးနဲ့တိုက်ပြီးတော့ချိုးလိုက်ပြန်တယ်။သူတို့နဲ့ကြံဦးလေးချောင်းကချိုးပြီးတော့ပကုံးမော်ထန်းကလဲစီကိုပြန်လာခဲ့လေတယ်။ကြံဦးเจ้าများကိုလဲပေါ်တင်လိုက်ပြီးတာနဲ့သူစီလဲလဲပေါ်ပြန်တိုင်းနဲ့စကားဆိုလိုက်လေတယ်။ဒါထူးကြံနေကွာစုတ်ကြစကားများတာနဲ့ကိုဘူးတွေခမရလဲစုတ်ရော့။ဘာရောဟာကြံဦးစုတ်လို့ပြောတာဗျာ။အာမစုတ်ချင်ပါကွာ။ဟဲ့လူဒါထူးကြံနေနော်။အေးပါကွာမင်းဆွဲကောင်ငါစကားများလို့ကြံဦးစင်းချိုးပြီးတာမလား။ ကတိင်ပြီးရောအဲ့တော့သူတို့ကမိသည့်စကားမှမပြောကြတော့ပဲကြိုင်နှောင်းမြောက်ပါးစားပြင်အကုန်တင်ပြီးတဲ့နောက်ကြိုင်ရိုးစုံရင်လည်းပေပင်ရွာကိုသွားနေကြပါလိတော့ဒီတလဲကုန်းရွာရင်ဖြစ်ပေတယ်ရွာလည်းရှိထလန်းဆရာဦးဝေလာကြီးအိမ်မှာအလူကြီးပေးနေကြလွန်ခဲ့တဲ့နှစ်များကဦးဝေလာကြီးတနေတကြီးကိုထွက်သွားပြီးတော့စီးပွားသွားရှာခဲ့ရမှပြောင်းလာဒီမှာမကြသေးပြီပြောင်းလာတဲ့ကဦးဝေလာမထင်မှထားလောက်ချမ်းသာကျွဲဝလာလိတယ်အเจ้าတို့မသိသေးတဲ့တလဲကုန်းရွာသားများမှာတာမန်ကြီးဝါတိုးတက်လာသည်ဥသာထင်ကြ ဖိုးတော်ဦးမဲကိုတတ်ပြီးတော့ရွှေများအပိုင်စီကချမ်းသာလာသည်ကိုမိသူကမှမသိကြပြီ။ယခုဦးဝေလာကဒီဟာလုံးမိသူမှမတတ်နိုင်သည့်တိုင်းတလုံးကိုတီးဆောက်လို့နေပါလေတဲ့။အုတ်သဲနေထုံးမြောင်းနွားလေးများဖြင့်တိုက်ပြီးတော့ဆောက်လုံနေတယ်။ဒီရဒီလေသားမှာတော့ဖုံတော်ကြီးကြောင်းများကိုသာတိုင်းနေဖြင့်တီးဆောက်ကြပြီးရွာသားများ၏လောဝါဌာနများကြောင့်သာတီးဆောက်နိုင်ခြင်းဖြစ်ပေတယ်။ဦးဝေလာကတောင်းကြွယ်ဝခြင်းမျိုးမဟုတ်ပြီ။ဦးဝေလာကရွှေများကိုအပိုင်စီပြီးတဲ့နောက်မြို့ကိုသွားပြီးတော့အိမ်ဆောင်မိဒီပြောင်နေနေသေးတယ်။ ဒါမှလည်းတလဲကုန်းရွာမှသာနေသားကြပြီးတော့တလဲကုန်းရွာသားများကလည်းသူ့ဟာအလေးထားဆက်ဆံကြတော့လေမြို့မှာဖြစ်အဲ့လိုမဟုတ်ပဲမိသူကားမှသူ့ဟာဂီယူဆိုင်အဖက်လုံးချင်းမရှိကြတာကြောင့်ဇာတိဖြစ်တဲ့တလဲကုန်းရွာကိုပြန်လာခြင်းဖြစ်ပြီးရွာသားများကဥဝေလာရဲ့အိမ်ဒီဆောက်ရမှာလုံသမားများနေဖြင့်ဝင်ရောက်လုကင်ကြလေတယ်အိမ်ကြီးမှာလွန်တရာကြီးမှားပြီးတော့ခန်းသားသွားတီဆောက်မိဖြစ်ရာရွာဦးဖုံးကြီးကျောင်းထပ်ပင်ခန်းသားကြီးကျယ်မိဖြစ်ပြီးအုတ်တဲ့တဲတိုက်ထုံးတိုက်ပြီးလဲမြမှာသူဤအိမ်ဝိုင်းထဲတွင်သာရထားကြ အဲ့လဲများတွေမှာပေမီရာမဘိုးရင်းနဲ့သားတို့ကြီးလဲနစီလဲပါတယ်။ตาရိုက်လဲမှာမောင်ဘိုးထင်ကလိုက်ပါလာသလိုဘိုးရိုက်လဲမှာตาရိုက်နဲ့ပေတူးတို့ကပါလာကြ။သူတို့ကတခြားလဲသမားများနီးလို့လဲမြောက်ရက်ထားလိုက်ပြီးတော့စောင့်ဆိုင်နေတယ်။မကြတော့ချိန်မှာဥဝေလာရောက်လာပြီးတော့လဲသမားများကိုပြုံးလှည့်ကြည့်ကစကားဆိုလေတယ်။ကဲကျုပ်ကတော့ခမားတို့အငှားလို့သဘောမထားဘူး။ကိုမိသားစုလိုပဲသဘောထားပါတယ်။အဲ့တော့ထမင်းလဲကျွေးမယ်။လဲကားကိုလဲတစ်ခေါက်ကို30ပေးမယ်ဗျာ။30စောစကားကိုကြားတာနေလဲသမားများစွာဝမ်းမြောက်သွားကြလေတယ်။ အနောက်လဲသမားများဦးဝေလာသူတော်ကောင်းကြီးတယောက်ဖြစ်နေကြီးကျူးသောဗနာပြုကြလေတော့ဒီဦးဝေလာတော့တကယ်သူတော်ကောင်းကြီးပါဗျာကျုပ်ရင်လဲကောက်30ပေးမယ်ထင်ဟုတ်တယ်နော်စိတ်ထားကောင်းလို့လဲခုလိုကြီးွားတာပေါ့ဗျာဟုတ်ပါဟုတ်ပါဦးဝေလာအဲ့လိုကြီးမွန်းတဲ့စကားများအာကွာရာပြုတဲ့စကားများကြောင့်တားကမဘိုးတွေနားကိုကတ်လိုက်ပြီးလေးတန်တို့တို့နဲ့စကားဆိုလိုက်ဘိုးတွေဒီလူမျိုးဒီတိုင်းသွားဆွဆွဲလို့တော့ဘယ်သူမှလက်ခံမှာမဟုတ်ဘူးကွာဟုတ်တယ်ဗျာကျုပ်တို့စကားကိုဒီရွာသားတွေဘယ်လို့မှလက်ခံကြမှာမဟုတ်ဘူး တို့အစီအစဉ်ကိုခဏရပ်ထားမှရမယ်ထင်တယ်။ဟုတ်တယ်ရပ်ထားမယ်။ကျုပ်ဟိုကောင်တွေသွားပြောလိုက်အောင်မယ်။အေးအေး။မမိုးရင်ကတာယာကြီးလဲပေါ်မှာစိမ့်ကဖိုးလေးလဲပေါ်သွားလိုက်ပြီးတော့ဖိုးလေးတာရင်နေပေတူးတို့ကအတန်တူးတို့နဲ့စကားဆိုလိုက်ရသူတို့ဒီလဲဥကောင်းကိုညှိမ့်ပြပြီးလက်ခံလိုက်ကြ။ပထမဆသူတို့ကြံသားစီမှာဥွေလာလူသားသမားတယောက်ဖြစ်ကြအောင်လူကြားထဲတွင်ဖော်ထုတ်ဝင်ဖြစ်ပြီ။တို့မြေမဲ့လွဲကူမီမှုံမှန်းသူတို့တီးသွားတာကြောင့်အစီအစဉ်ကပြောင်းလာရခြင်းဖြစ်ကြ။အဲ့တော့သူတို့ကချားလဲသမားများနှီးတူနနတ်သွားလင်နေလေလောက်မှပြောင်းတဲ့လန်ခီယာစတင်လိုက်ကြလိမ့်။ လဲပြားမှာတော်ပင်များတာကြောင့်လဲလန်းတစ်လျှောက်ဖုံများထောင်းထောင်းထားလို့နေပါတယ်။သူတို့လဲလန်းကြီးကနေလေလောက်ရောက်တဲ့အခါမှမင်းလိုရာကီးကိုရောက်လာကြလိမ့်။အဲနောက်လဲများဘုံအုတ်တင်သူကတင်တဲတင်သူကတင်ထုံးတင်သူကတင်နေအလုံးများနေကြပါလိမ့်။ဒင်းညာရေဒင်းညာဒင်းညာကရားရေသမင်းစားကြအောင်။လဲများဘုံသူအုတ်သေးနေထုံးများကိုတင်းပြီးတဲ့နောက်တိုင်းရေထွက်ခွာခြင်းမပြုဘဲအနီးနားစီကြက်တစ်ခုမှာနွားများကိုလှမ်းပြီးကြောင်းထားလိုက်ပြီးတော့လူများစီကသမင်းစားတောင်းဆိုင်မင်းနေကြလိမ့်။သမင်းဟင်းတို့ကိုပြနောက်ထပ်လဲနေစီနဲ့ တို့လဲများထက်နောက်ကျပြီးတော့လာဖို့ပေးလေတယ်။ငါပြောရဲခံထားတဲ့ဓမင်းတော်ကြီးများဖြင့်ဓမင်းများထဲလာသူရွာဘုံတန်အိုးကြီးများဖြင့်လည်းဟင်းများထဲလာကာရွာမဘုံဓမင်းပကံများကိုလည်းယူဆောင်လာကြပါလိမ့်။ဓမင်းခုခတ်ပေးဖို့အတွက်ကိုပင်ရွာမကာလာသမီးကောင်းဖွဲ့ပါလာသေးတယ်။ဒါတော့အလူတစ်ခုနဲ့လူစီကားတဲ့အလုတ်ခွင်တစ်ခုပမာဖြစ်လို့နေပါလိမ့်။တခြားအကြောင်းမသိသူများမှာဖုံတော်ကြီးအကြောင်းဆောက်လုပ်ဖို့ရာအတွက်လောအားပေးကြသူများဝင်ထင်းနေကြ။အကြောင်းသိသွားတဲ့အခါပစားဟောင်းသားနဲ့အန်အိုဒီကြီးစကားဆိုသွားကြတယ်။ဒါအိမ်ဆောင်မဟုတ်လား။ ခင်ဗျားတို့ရွာတွေဘက်မှာတရုတ်ချမ်းသာတွေရှိတယ်လားဗျာကျုပ်တို့ရင်ဘုံတော်ကြီးကြောင်စောက်အောင်ပဲထင်းနေတာအဲ့လို NOD စကားဆိုသွားကြတဲ့အတွက်တလဲကုန်းရွာသားများတို့ရွာသားထလန်းဆရာဦးဝေလာတို့များစွာဂုံနေကြလေတော့ဒီအဲ့ဒါကျုပ်တို့ရွာသားလေဗျာရေဦးစင်တို့ရွာကြီးမှာတော့ကျုပ်တို့ရွာဦးဝေလာစောက်မယ်အိမ်လောက်ကြီးတယ်မရှိဘူးဗျာပေပင်ရေဦးစင်တဖန်းဘူးမြောက်ပြင်ဘဲရွာမမကျုပ်တို့ရွာဦးဝေလာအိမ်ထဲကြီးတယ်မရှိဘူးဟေ့ဦးဝေလာသူတော်ကောင်းကြီးကွာအဲ့တော့နတ်ကောင်းနှမြတ်ကြီးမြောက်စားတာနေမှာပို့ ဟုတ်တယ်ဥဝေလာမြို့မှာပြောကားကူတာတခါကူရင်200တောင်ရတယ်ဆိုပဲကွာတို့တော့တလားစုတော့မရတဲ့အနေထားလीကွာစီနာလည်းကောင်းလို့လीကွာဒါတော့ तू ကတောင်းတာမဟုတ်ဘူးတဲ့မြို့တတိတရအတင်းပေးတာဆိုပဲတရက်တည်းကိုအနည်းဆုံး၄ယောက်လောက်ကူရတယ်၄ယောက်ဆိုတယောက်200၄ယောက်800ဟေးတရက်ကိုရွှေတစ်ချက်သားကြော်ဖို့လောက်ရနေရပဲကွာ तू မှမချမ်းသာဘူးသူချမ်းသာမှာတော့မမိုးရီတို့ကတမင်းစားနေကြတဲ့ခြားတော်လဲသမားများပြောစကားများကိုကြားပြီးတော့တော်လင်းကိုနားကြားမြင်ကန့်နေကြ ွာသားများမဟုတ်တဲ့အရာကိုပြောပြပြီးတော့သူချမ်းသာလာဒီမှာယိုးသားကြောင့်တတ်တည်ယူနေခြင်းသူတို့သဘောပေါက်လိုက်ကြဘုဒ္ဓတော်ကြီးကိုအိမ်မက်ပေးတဲ့ရွှေမြောက်အပိုင်းသိမ်းပြီးတော့ချမ်းသာနေသည်စွာကိုဖြင့်မဘိုးရင်တို့သာတီထားတယ်ယခုချိန်တွင်မာယူရဲ့ဆံပြီးတော့ဥဝေလာထိတ်ထိုက်ရင်ဆိုင်နေမယာမန်းတီတာကြောင့်သူတို့ကဥဝေလာကျွေးတဲ့ဓမင်းများကိုသာအတော်လေးစားပြစ်လိုက်ပြီးဥဝေလာဒုက္ခပေးနိုင်မယ့်နီးလမ်းများကိုချိန်ရှိသည့်တွေးနေကြပါလိမ့်တော်တယ်လူတွေလူတွေငွေရှိလာရင်ဘာမှမစိုးလုံတိုင်းဖြစ်နေတာလူသားသမားလူယုံမှာကောသူတော်ကောင်းလို့ဖြစ်ဖြစ်နေကွာ ဟုတ်ပါကွာငါပြင်းမနေစိတ်ထိန်းတာဘိုးရင်လာပြောရလို့မုံရင်လူတွေလာပြောတော့မှငါလုံနေတာငါလည်းတူတူပါပဲကွာအဲ့လူကြီးစောက်ခေါ်မြင်လေပိုးတို့တော့အုံးမဲ့ပြန်မြင်ပြီးတော့ဒီလူကြီးကိုတတ်ချင်နေတာအဲ့လူစကားများကိုပြောနေကြသူများကတော့မာဘိုးထင်တို့တောင်းအဖြစ်ပါတယ်သူတို့ကတလဲကုန်းရွာမှာပြန်လာကြပြီးတော့မာဘိုးထင်အိမ်မှာအနိုင်နေကြချင်းဖြစ်ပြီဖိုးရင်းနဲ့တားဒီကသူတို့ရဲ့မိဘများခိုင်းတဲ့အလုံးများကိုတွားပြီးတော့လောက်ကိုင်းနေကြမောင်မွေးတဲ့ရောအင်းရှိကုတ်ပြစ်မှာထိုင်နေနဲ့သူတို့ကြုံတွေ့ကြတဲ့တလဲကုန်းရွာမှာအထက်လန်းဆရာဦးဝေလာကြီးအကြောင်းကိုပြောနေကြခြင်းဖြစ်ပါတယ် ။ဦးလာချောင်းကိုပြောနေကစိတ်တူလာတဲ့မောင်မိုးထင်ကလက်ထဲမှာလေးကွားနဲ့ဂျမတန်းမှာတကောင်းကပြစ်ခတ်လိုက်ရာဂျမတန်းမှာလေးကထိမှန်သွားပြီးတော့အကြောဆွဲနေလေတော့ဒီ။အဲလိုမထိမှန်ထားတဲ့ချင်းရအောင်ဂျပန်ချင်းဖြစ်တဲ့တာအေးကသူ့ဤစပိန်မရှိတဲ့ကရုံးပြောင်ပြောင်ကိုလက်နှစ်ဖက်ဖြင့်ပုတ်လိုက်ပြီးတော့မောင်မိုးတရားစကားဆိုလိုက်လေ။ဟေးအောင်မင်းတော့ဘာလို့တာလဲ။ဥတိုင်းမောင်စီကမျိုးဥထားတယ်ငါတိုက်ကြမလို့တော့တွားပိုက်ကွာ။ငါအဲ့ကျမကိုဥွေးလိုက်အိမ်မှာနဲ့ပြစ်လိုက်မိလားပါကွာငါမယူရပါဘူးမင်းကွာမင်းတော်တော်ရက်စက်တယ်ကော တားကြီးကပြောဆိုနေသူကြီးကျမလေးစီကိုပြေးလွှားသွားပြီးတော့ကျမလေးကိုအသက်ပြန်ရှင်လို့ပြန်ရှင်ကြလုံနိုးပေးနေလေတယ်။ပေလူစီကခပ်ပြုံးမှုမျက်နှာနဲ့မဘိုးတယ်ုံကြည့်လိုက်ပြီးတော့လေးတန်တိုးတိုးနဲ့ဟေးအောင်မင်းကြံဒါကုံမင်းလားဟမ်မင်းလမ်းမှာတော့ကာလာသားချက်လေးစားချင်လို့ပြောတာနော်တူတူကိုဟိုအောင်ကြောက်အောင်ဒီလိုမှမပြေငေါလွဲစားတော့မှမဟုတ်ဘူးတင်းကကိုရင်ထွက်ပြီးကလေးကသူ့ချက်တွေကိုတနာနေတာမဘိုးတယ်တို့နေရာဝါစကားပြောနေခြင်းကိုယုတ်ချီရလိုက်ကြမရက်လို့လည်းမဖြစ်မျက်နှာမကောင်းတော့ตาအေးမှာသူကြီးကျမလေးကိုနှမျောတသားသွားပြင်ကြည့်ရင် သူတို့နားကိုရောက်လာခြင်းကြောင့်ဖြစ်အဲနောက်တာအေးကကြက်တေးကိုမဘိုးနေရှိပြစ်ချလိုက်ပြီးတဲ့နောက်မကြေမနက်နဲ့စကားဆိုလာတယ်မင်းကွာလှုပ်ရတယ်တီကြတို့တနေ့ကိုရွှေဥတုဥပေးမဲ့ကြက်ကွာဘယ်ရွှေဥလဲမင်းဘာလျှောက်ပြောနေဒါအထက်ညာကြက်မျိုးကတိတ်ကိုရှားပါတာသူ့မျိုးကကြက်ပါတကောင်ကျွဲတဲ့ရှင်းနဲ့လဲရတယ်ဆိုရင်မျိုးယိုး तू ကဒူးအတွက်ကြက်ဖားတွေမွေးပြီးသူ့ရောင်းမျိုးရွှေဝဲလို့ရပြီမင်းကလျှောက်ပြောနေပြန်မင်းမျိုးသူကြက်သမားရဲ့ကုန်တရေဖြစ်ကုန်မှာပေါ့အခုတော့ရွာတဲ့ကြက်သမားတွေပြည့်ကြည့်လိုက်စုပ်ပြတ်တတ်နေပြန် ချိန်ကြာသေးလို့ပါကွာမင်းကလည်းအခုအကြက်မှလည်းရိုးကြက်မှကြီးပဲနေမှာနော်လေကြီးတိုင်ပေါင်းစီကနေကြက်မလားအလကားသူလျှောက်ပြောနာပြောလိုက်ဘယ်ဝိုင်းမှာဘလောက်နိုင်ခဲ့တာဘယ်ချက်ကဂျေကားစီတန်နေဘာညာနဲ့လျှောက်ပြီးပြောနာသူကြည့်လိုက်တော့ကားတာဖဏတ်မစည်းနိုင်လို့ခုံမနဲ့စည်းနေရမင်းမလို့သူ့စကားကိုယုံမမိုးရင်းစကားမှလည်းဟုတ်ပြီဝိုင်းကျန်သမားကြီးဥတိုင်းမောင်းသည်အမှန်တကယ်ပင်အပြောကျွဲတဲ့လူကြီးတယောက်ဖြစ်ပါသူဒီကြံများကိုနိုင်မဲ့မျိုးမျိုးပေးပြီးတော့ကြောက်ဝါသနာပါသူများကိုပြန်အောင်စားနေတော့သူလည်းဖြစ်ပြီရောင်းစားရရောင်းမစားဒီကြက်မားက နန်းရွေမင်းကြီးမင်းသားတွေမွေးထားပြီးတော့တိုက်တန်းအောင်နဲ့ကြက်ဖာကြီးရဲ့ဆွေမျိုးတစ်ဖုံဒီကြက်ဖာကြီးကတစ်ဖက်နိုင်ငံရိုးရားမှာခြေကားနှစီတန်သောကြက်ဖာကြီးအနှွဲဦးတစ်မျိုးတမိုင်းကြောင်းဆန်ဆန်ဇလန်းမြောက်ကိုပြောပြီးတော့တစ်ဖက်ရွာမှာကြက်များကိုယူပြီးရောင်းစားနေသူဖြစ်ပါတယ်အဲလိုပြောကောင်းမှုကြောင့်တာအီတို့ကဲ့သို့ကလေးတသားကြက်ဝါသနာအိုးများမှာသူစီမှာကြက်များကိုမတန်တရားဈေးများနဲ့ဝယ်ယူကြလေတယ်အဲလိုသောငွေများကပဲအเจ้าကြောင့်များတီမဲပါမိနီဦးတိုင်မောင်ကိုတိုက်ကြက်နဲ့ကိုတိုက်ဒီကတခါမှပဲမနိုင်သူများကြက်ဘက်မှာလောင်းနေလဲလောင်းစီကြက်မှာမိမမင်ကောင်းစီကမှရှုံးနေ ထိုးတောင်ကြဝိုင်းနေဥတိုင်းမောင်းလောင်းသောဘက်မှာဘက်ကန်ပြီးတော့လောင်းကနိုင်ကြသည်ကများနောင်များရီကြက်ပိုင်ရှင်များမှာသူတို့ဤကြက်ဘက်မှာဥတိုင်းမောင်းလောင်းသည်ကိုလက်မခံကြတော့ပြီထိုးတော့ဥတိုင်းမောင်းသည်ကြဝိုင်းနေအလောင်းစားလှုပ်ခြင်းသည့်တိုင်ပွင့်လင်းလှုပ်ခွင့်မရတော့ပဲတခြားသောသူအငွေပေးပြီးတော့မောင်းကိုလောင်းစားပြုလုပ်နေသူတယောက်ဖြစ်ကလောင်းသည်များဆုံးတာကြောင့်တာဖဏဘီမစည်းနိုင်တော့ပဲခုံမနာကိုသာစည်းနေရသူတယောက်လည်းဖြစ်ပြီအဲလိုဥတိုင်းမောင်းရဲ့အကြောင်းကိုစီကာဘက်ကုန်းပြောဆိုပြီးတော့တာအေးရဲ့နမျောသားသားဖြစ်နေတဲ့စိတ်တို့ယော်သွားအောင်ပေတူးနေမောင်ဘိုးထင်တို့ကကြမ်းဆောင်နေလျား ။ဒါကြီးကသူ့အသက်ကင်းမယ်နဲ့ကြက်မာလေးကိုကြည့်လိုက်ပြီ။မင်းတို့ပြောတာလည်းဟုတ်နေရပဲကွာ။ဥတိုင်းမမသာတကယ်ပဲကြက်ကောင်းရှင်ခုလိုမွေးနေမှာမဟုတ်ဘူး။ခုတော့ဒီကြက်မောင်ကိုရောင်းတာတော့ဗားတယ်။ကြက်ကလေးကိုနှမျောတယ်သူ့ကိုကြွေးဖို့အစာမရှိလို့ဆိုပြီးတော့ရောင်းတာ။ကြက်ကိုကြွေးစရာအစာတောင်မရှိတဲ့သူစရာငါဘာလို့မျောလိမ့်နေတာလဲတွေးမရတော့ဘူး။ဟုတ်တယ်ဒီလူကြီးငါတို့ကိုလိန်ရောင်းတာကွာချက်ကွာသူ့စီကကြက်မျိုးတွေအကုန်ဖြုတ်ပြင်မမဝင်းတို့အကွက်တီကဝင်သွားပြီဖြစ်ပေတယ်။ဒါအေးဒီဥတိုင်းမောင်းစီပံဝယ်ထားတဲ့ကြက်များကိုတန်တရားဝင်သွားပြီတဲ့နောက်မျိုးလိုက်ပါဖြုတ်ဖို့ကြံလေးပြီ အခုကျမနဲ့မလောက်နေသဘောရှိဆိုတော့အခွေးပါပေးလာတာကြောင့်ပေတူးနေမောင်ဘိုးထင်တို့ဒီတောင်းမြန်တာတယောက်ကြီးကပြုံးလို့နေပါလေတော့ဒီမောင်ဘိုးထင်တယောက်သူတည်ထားတဲ့အကြောင်းအရာတချို့ကိုဦးဝန်ကပြောပြပြီးတော့ဦးဝန်ထံမှအကူအညီယူဖို့အတွက်စီစဉ်ထားတယ်။ဒါတော့မိုးချုပ်တာနဲ့ဦးဝန်အိမ်ကိုတယောက်တည်းထွက်လာခဲ့လိုက်လေ။ဦးဝန်အိမ်ကိုရောက်တဲ့အခါမှာဦးဝန်ကတန်းရမှထိုင်ပြီးတော့အနှိတ်ခံနေရကိုတွေ့လိုက်။အမောင်ရင်ထဲမှာတော့အရင်မဲတစ်ခုကဦးဝန်နောက်မှာရက်နေပြီးတော့ခေါင်းကနှိတ်နေပေးနေတယ်။မောင်ဘိုးထင်သူ့နားရောက်လာတဲ့အခါမှာဦးဝန်ကနောက်ကိုလှည့်မကြည့်ပဲ လေတံခန့်မှမှနဲ့စကားဆိုလိုက်လေတယ်။အဲမသိသွားလို့ရပြီ။ဦးအိမ်စကားဆုံးတာနဲ့အဲ့ဒီအိမ်မဲကအိမ်မော်တရိတ်နဲ့တက်သွားလိမ့်။အဲ့ချင်းအောင်ကိုမြင်တဲ့မောင်မိုးထင်ကဦးအိမ်မျက်နှာချင်းဆိုင်တရားမှဝင်ထိုင်ပြီးတော့စကားဆိုလိုက်လေတယ်။အဘနောက်ထပ်မွေးထားပြန်လား။ဘာလို့လဲကွာ။အစောကတည်းကအဘမွေးထားလားလို့။အေးကွာ။ဒီကောင်ရွာတထေးမကြီးလေကွာဒီကောင်မကြီးရဲ့လူဘွားတော်ကတိတ်မာနာကြီးတာငါ့ကိုလူသားထဲမှာစောက်ချက်ခွဲဘူးတယ်အဲ့တော့သူသေးတဲ့ချိန်ငါခေါ်ပြီးတော့ခိုင်းစားနေရပေါ့ကွာ သေးတာအစိမ့်သေးဟေးအကျွေးသွားတောင်းတော့အကျွေးပေးရမယ်သူကအကျွေးမေးပဲဓာတ်နဲ့ထိုးသားလိုက်လို့ကွာအဲ့ဒါခဏထားပါအောင်ပါရင်ကြို့တခုကူညီပါအောင်မင်းကလည်းကွာကူညီလေလာပြောနေသေးဘာခိုင်းမာတော့ဒါမင်းပြောအဘအဲ့လိုကြီးမပြောပါနဲ့ဟိုဒီလိုဗျမဘိုးရီဟာဘိုးသူတော်ဦးမဲအကြောင်းပြောပြီးတော့ဦးမဲဟာတတ်ပြီးတော့ရွှေမြောင်းအပိုင်းစီးသွားတဲ့အထက်လန်းဆရာဦးဝေလာရဲ့အကြောင်းများကိုပြောပြလိုက်ပြီးတော့အဲ့ဒီပြင်ဘိုးသူတော်ဦးမဲထံမှသူလုံးချင်တဲ့အရာများအလုံးစုံပြောပြလိုက်လေဟာဦးအောင်မှနားထောင်ပြီးတော့မှတ်ချက်တချို့ကိုပေးလာလေတဲ့ อืมမင်းပြောပုံရဆိုရင်တော့ဒီကောင်ကထန်လန်းစရာအတူပဲဖြစ်မယ်ဘာလို့လဲဖိုင်းငါတို့လိုအောက်လန်းစရာတွေတော့အခုလိုတစ္ဆာမဲ့အလုပ်လုပ်ဖို့ဝင်လေးကြတယ်ကွာအခုဟာသူနဲ့ဘာရန်ညိုးရန်စားမှမရှိပဲလောဘကြောင့်လူတယောက်ကိုရဲရဲဆက်ဆက် တတ်တာဆိုတော့ဘယ်လိုအထက်လန်းစရာမီတော့မှလဲဒီကောင်ပြေနာတော့ကောင်းကောင်းတတ်တဲ့ပုံပေါ့တယ်အမှန်ဆိုဖိုးသူတော်ကိုပေးတဲ့ပုံကွာဒီကောင်ကိုနှောက်ရှက်မှာပဲသူပြေနာကြောင့်သာဘာမှလုပ်လို့မရတာနေမယ်အဲ့ဒါလည်းဟုတ်တာဒီလိုကြီးကတော်တော်လေးဟန်ဆောင်ကောင်းနေပါ ငွေလေကွာငွေရှိတော့လုံတိုင်းဖြစ်နေတာပေါ့အဲ့ဆိုကျုပ်တို့သူ့ကိုဘယ်လိုရင်ဆိုင်မလဲအဖအကူညီမပဲဖြစ်မှာမင်းအားသူ့ကိုဘယ်လိုဖြစ်စေချင်တာလဲကောင်လေးဒီလူကြီးကလူယုံမှလူသားသမားဆိုတာအလုံးတီသွားစေချင်တယ်ယုံရောက်ကဲရောက်တွေပါဖြစ်စေချင်တာလားအဲ့လိုလည်းဖြစ်စေချင်တယ်ဗျာဒါတော့မလွယ်ဘူးကွာဘာလို့လဲဆိုတော့တို့ရွာတွေကမြို့နဲ့အတော်လှမ်းနေလေမြို့မှာတော့မပလေကောင်းကောင်းမရှိတာတို့ရွာတွေဒီတို့ခြေမဆက်နိုင်တော့ဘူးအဲ့တော့ဘယ်လိုလုပ်ရမလဲပါ ရွာသားတွေကိုအမြင်မှန်ရအောင်လုပ်ဖို့ပဲရှိတော့တာပေါ့ကွာကဲမင်းတို့အလုပ်ပေးမယ်အခုမင်းတို့ပြောတဲ့အထက်လန်းဆရာဗမာနေတာတော့အခုသူအိမ်သစ်ဆောင်နေတယ်အိမ်ဝိုင်းနောက်ဘက်မှာတဲတသာအိမ်လေးနဲ့နေတယ်ဗျသူ့အိမ်ညာဖျက်ပြစ်လိုက်ပြီဟေးဟုတ်ပြီအဲ့တော့မင်းအစိမ့်တိုက်သွားတိုက်ကွာတစ်ချက်လွတ်တိုက်သူကအတက်မင်နာတတ်ထားဆိုညာနေလို့မရဘူးကျုပ်ဘယ်သူနဲ့တိုက်ရမလဲအိမ်ပေါ်မှာမသိရင်အလောင်းစပင်းနေရှိတယ်မင်းတို့သွားပြီးတိုက်ကွာဟုတ်ကဲ့ပါဒါဆိုကျုပ်မနဲ့မြန်ညာသွားတိုက်လိုက်မယ် အဲ့တော့မောင်မိုးရင်ကဦးအောင်ကြီးအိမ်မော်တက်ကဒေါ်သိန်းဦးမြရတဲ့အစိမ့်တွေမိမကြီးရဲ့သပင်များထုတ်ထားတဲ့ပိစာထုတ်ကိုယူကအိမ်ကိုပြန်သွားခဲ့ပါလေတော့ဒီမောင်မိုးရင်တို့သုံးယောက်ကအိမ်လေးပေါ်မှာတမင်းစားနေပါတယ်အိမ်ရှိမှာတော့ခေါင်းမှာလေးမြောင်တန်ချောင်းကြီးစိုက်ဝင်နေတဲ့သပင်ဖားရားနေမိမကြီးပြောက်လမ်းလျှောက်လို့နေတယ်သူမအိမ်မော်မှာကြာခဏလဲကြည့်နေပြီးဒီစုံတစ်ခုကိုမျောလင်းလို့နေပါတယ်များများသောအချိန်မှာတော့တမင်းမကန်တစ်ချက်ကိုကိုင်းပြီးတော့အိမ်မော်မှာဆင်းလာတယ်မောင်မိုးရင်ကိုတွေးလိုက်တဲ့အခါအဲ့ဒီမိမကြီးကကြောက်မက်ဖွယ်ပြုံးတစ်ချက်ကိုပြုံးလိုက်ပြီးတော့လက်ဖြန့်လို့ဒီစုံတစ်ခုကိုတောင်းနေတယ် အဲ့ခါမှာမောင်မိုးထင်ကပကံအုံမြေပြင်မှာပစ်ချလိုက်ပြီးလေးတန်ခတ်မှာမှာနဲ့ဇကားဆူလိုက်လေနေနာမည်မသိန်းတော့ဟုတ်တယ်အေးနေကိုမနှက်ပြန်အိမ်တေုံပို့မယ်နေလုံးမှာအဲ့ဒီအိမ်ရှင်တတ်ဖို့ပဲနေတတ်နိုင်နေကိုအမဲသားသုံးမိသားကျွေးမယ်နေစရာပေးမယ်ကြားလားအခုတော့ဒီရိုးရင်မဲ့စားမသိန်းမိရတဲ့နာနာဘဝကြီးမှာမောင်မိုးထင်ဇကားကိုခေါင်းညှိမ့်ပြီးတော့နားလေတောင်းပြလိုက်ကမြေပြင်မှာရှိတဲ့ဓမင်းမကန်ထဲမှာအရိုးရင်များနေဓမင်းများကိုလေးဘက်ထောက်ပြီးဒရိတ်ဆန်တကောင်မှာစားတောင်းနေလျာမောင်မိုးထင်တယောက် အဲ့ဒီမြင်ဝင်ကြီးကစိတ်မသက်မသာဖြစ်လို့နေပြီးအိမ်ထဲကိုပြန်ဝင်သွားပါလိမ့်တယ်။အိမ်ရောက်တဲ့အခါမှာတော့အိမ်ကမှထိုင်နေကြတဲ့ဘေတူးနဲ့တာအီတို့ကမျက်နှာမကောင်းဖြစ်နေမှာမိုးဒင်ကိုအမေးစကားဆိုလိုက်။ဘူးဒင်မင်းကြီးကမျက်နှာလည်းမကောင်းပါဘာဖြစ်လို့လဲကွာ။ဦးရီလာကိုတိုက်ခိုင်းမဲ့တဲမာယူကြည့်ပြီးတော့တနာလိုပါကွာ။မင်းပြောတော့ तू တော်တော်ဆိုးတယ်ဆို။လူဘဝမှာတော့ဆိုးခြင်းဆိုးမှာပေါ့ကွာ။အခုဘဝမှာတော့ तू ကတနာစရာပဲ။အဲ့ဒါတွေးမနေပါနဲ့ကွာ။မနေ့ကညဘယ်လိုလုပ်အောင်လဲဆိုတာပြော။ညမဟုတ်ကွာနေ့လေသွားမယ်။ ဟာဖြစ်ပါမလားနေလေကြီးဖြစ်ပါတော့ကွာမင်းတို့ဦးဝေးလာရေဦးစင်ဘုန်းကြီးကြောင့်ဘုန်းကြီးကခေါ်ခိုင်းနေဆိုတော့လာခေါ်ဘုန်းကြီးခေါ်ခိုင်းမင်းကတော့ညာခေါ်အမလားမင်းကလည်းကွာလွဲပါတယ်ဘုန်းကြီးခေါ်ခိုင်းကြောင့်မင်းတို့ပြောတတ်ဇိုးတတ်ပါတယ်ကွာအေးပါဘုန်းကြီးကလည်းတို့ လာစီနေရဆိုတော့အတော်ပဲမနက်စောတို့တွေသွားမယ်ကွာမင်းလည်းအစင်းသိပြန်တာကြားလားအေးအဲ့တော့နေမောင်မိုးနေတော့ကမနက်ဖြန်ပြေးလို့ရမယ့်ကိစ္စများကိုတိုင်မင်ဆွေးနွေးကြပြီးတဲ့နောက်အိယာဝင်မှုပြင်လိုက်ကြပြီလေအိမ်လေးပြင်မှာတော့မသိဘူးအမိရတဲ့တဲမကြီးမှာအိမ်ရှိကိုလမ်းလျှောက်လို့နေပါလေတော့တယ် ဘေရူးနဲ့တိုင်းတို့ကရေဦးစင်ဘုံကြီးကျောင်းတို့တဖန်ပြန်ပြီးတော့ရောက်လာကြပြီ။သူတို့ကကျောင်းဝင်းထဲရောက်တဲ့အခါကျောင်းဘဝင်းကြီးကမျက်စိကစားလိုက်ပြီးတော့လိုင်လံလှဲ့လေကြည့်ရှုနေကြ။အဲနောက်ဘေရူးကတစ်ချက်ပြောင်းလိုက်ပြီးတော့တိုင်းအကြံရပြီကွာဘုံကြီးကျောင်းမှာရေဦးစင်မရှိဘူး။ကျောင်းပေါ်နေစွန်းစားကျောင်းမှာရှိတယ်လေကွာ။ဟဲ့အောင်ကျောင်းဝင်းမှာမရှိဘူးလေ။မင်းငါတော့သာလိုက်ခဲငါအကြံရမလား။ကြည့်လေလုံးကိုဆရာကြီးတော်တော်ဘုံကြီးရဲ့ကျိန်လုံးနဲ့တွေ့နေအောင်မင်းကလည်းကွာပီတူးပါကွာမပိုင်ပါမလို့လာသမ်းပါ။ ဗေဒူအားလို့ပြောပြီးတော့ចောင်းဝင်းပြင်မဲ့ကိုပြန်ထွက်ကာចောင်းပြင်မလဲလန်းတစ်ချောက်တော်တော်ဝေးထီကိုပြေးထွက်သွားရာတာအိမှာနားမလည်နိုင်ဖြစ်လို့နေပါတယ်အချိန်တန်ကြာတဲ့ခါဗေဒူကြောင့်ပြန်လဲရောက်ရှိလာပြီးတော့တာအိကမောဒကောနေစကားဆိုနေတယ်ဟေးဘာရနေပြေးလေကွာပြေးဟမ်ငါဘာလို့အသက်လူကြီးပြေးရမှာတော့ဒုနေအောင်နွားလိုက်ခွေးနေတယ်ကွာဗမာတော့နွားဟာပြေးပါသူကမင်းငါအကြံတိုင်းလိုက်နာမစိုးအေးလေအဲ့ဒါပြေးကွာတာအိလည်းဘုံမသိဘာမသိနေဗေဒူပြေးခန်းတာကြောင့်ပြေးလိုက် ဲ့လိုနဲ့သူတို့ကတန်ကြာတဲ့ပြီးရောပြီးတဲ့နောက်စာမပြေနိုင်တော့ပဲချွေးများထွက်လာကမောပန်းနေတဲ့အခါမှာចောင်းဝင်းဝါမှာခြေပြေးလက်ပြင်းနဲ့ထိုင်ချလိုက်ပြီးတော့ဆရာတော်ကပေတူးမှာကျဲလောင်းသွားအော်ခေါ်လီတော့ဒီကေမောင်းဗျာကေမောင်းပေတူးမှာအလိုအော်ရာကြောင့်တာကြီးတောင်လန်ကြားဖြစ်သွားပြီးတော့လေတန်တူးတူးနဲ့မေးလိုက်ဟေးဟဲ့ဘာလို့ရှောက်အောင်လာလဲမင်းရကွာဟိုလူကြီးကိုဆရာတော်ခေါ်ခိုင်းစီနေမလားငါပြောသူကလုံဆန်းပါတာကြီးတောင်နားမလည်နိုင်ဖြစ်နေချိန်ဆရာတော်ကိုဝင်ကြီးနေကပ္ပရာကြီးတို့ရောက်ရှိလာပါလိမ့်တယ် အဲနောက်အမောဆူလူဖြစ်နေပြီးတော့ချွေးများဆွဲနေဘေဒူးနဲ့သားကြီးကိုကြည့်ကာဇာတော်မမိတ်နေတယ်။သားကြီးနဲ့ဘေဒူးပါဘလို့များဖြစ်လာကြ။တတိတော်တို့နွားလိုက်ခွေးလိုပါဗျာ။ကြောင်းထဲဝင်ပြေးလာတာပါ။တတိတော်တို့မောလုံးလူကြီးစားနေပါပြီဗျာ။အော်အေးအေးကပ္ပရာကြီးရေနှခွက်လောက်ပြေးခတ်ဆန်းကွယ်။ကပ္ပရာကြီးနဲ့ကိုရင်ကြီးတို့ကအတန်လှမ်းနေကြောင်းပေါ်မှာရေသွားခတ်နေချိန်ဘေဒူးကရေစာကြောင်းတတိတော်တို့ညှဉ်းညူနေလေတဲ့။ရေမရသေးဘူးလားဗျာ။တတိတော်ရေစာလို့တေးရတော့မဲဗျာ။ မသေးပါဘူးတကားလေးရဲ့ခဏဆောင်ပါဟိုးတမင်းခွန်ရဲ့ရေသက်တမနဲ့တဲ့ဗျာတပီတော့မနှံစောတဲ့ရေမတော့သေးလားအခုပြေးရတော့ထက်စားနေရေရေစားနေဗျာတပီတော့တေးရတော့မလားမသိဘူးဗျာတဘောပြောတာပါရေတမနဲ့မတော့အောင်နဲ့မသေးပါဘူးပေတူးရေပြောမြောက်ဗျာတပီတော့မျက်လုံးတွေပြာနေပြီတိရစိမ့်နေတော့အပြောင်လို့မြင်နေတယ်ဗျာဟေ့ကောမျက်လုံးပြာတယ်ဆိုရင်ဘာမှမမြင်ရတော့တာဟဲ့အော်အဲ့လိုလားဗျာ ေရွေးပေါက်ကြစကားများကိုဆရာတော်ကရီအားခန့်ငွားတန်းနေတယ်။သူတို့နောက်ကြည့်ရဒီမှာလဲတော်ပင်ရေးစားလောင်နေသည့်ပုံပေါ်နေတယ်။အနောက်သားကြီးကသူ့ရင်ဘတ်ကိုဆန်းကာတပီတော့အရင်နေပူလာပြီဗျာ။ရေမတော်လို့ဖြစ်မဲ့တပီတော့တကယ်တီတော့မလားမသိဘူးဗျာ။ဟဲ့သားကြီးနေရင်ဘတ်နေထိုးနေတယ်လေ။မင်းတို့နောက်နေတော့ဒုက္ခပါပဲ။ကပ္ပရာကြီးမြန်မြန်လာစမ်း။ကပ္ပရာကြီးမြန်မြန်မလာဒီနောက်အသက်ထွက်သွားနိုင်နေတယ်မှာ။ဆရာတော်မအဲ့လိုပြောလာတဲ့အခါဘေဒူးကဆရာတော်ကလက်ဟုတ်ကလေးချီလိုက်ပြီးတော့ရှောက်တင်လိုက်လေ။ဘုန်းကြီးဗျာတပီတော့ရှောက်တင်ပြစီ။ ဟေးဘာလျှောက်ကျင်လို့တတိတော်တို့ရေစားသူတွေဒီလောကကြီးဒီမှာဒူးနယ်တွေရှိတော့ပါတယ်ဗျာအေးရှိမပေါ့အဲ့လိုရေခတ်တာမကြောင်းဒီနားလေးမှာရေချမ်းစီလေးတဲပေးပါလားဗျာတောင်ရသွားတဲ့သူတွေလည်းရေတောက်လို့ရတာပေါ့ပေတူးရေလျှောက်တင်စကားကြောင့်ဆရာတော်တွေးမိသွားပုံပေါ်တဲ့ပေတူးရေလျှောက်တင်စကားကြောင့်ဆရာတော်တွေးမိသွားပုံပေါ်တယ်ခဏကြာတော့ဆရာတော်မှမိတ်လာอืมရေချမ်းစီလေးရှိလာတော့ကောင်းတာပေါ့ဒါမဲ့လူရှင်မှမရှိပဲလူရှင်တဲ့သူရှိတယ်ဗျာဘယ်သူများလဲ တလဲကုန်းရွာဥွေလာပါဗျာတပြို့ဟိုနေကသူအိမ်ဆောက်တာအလုသွားလို့သေးတယ်သူကလူကျင်လို့ရယ်ဗျာဟုတ်သားပဲတခါကြီးဥွေလာသူတို့လာရှိရင်သူ့ကိုမိန်မရောက်ထားဘူးရေတန်းစင်လေးကလည်းလုံနေတာဆိုတော့တပြို့အခုပဲသွားခေါ်လိုက်မယ်ဗျာသူလာမှပဲဘုန်းကြီး तू ကဘုန်းကြီးခေါ်မှလာမှာဗျာဟိုအလူကြီးပဲနောက်ကျလို့ဘယ်ဖြစ်မလို့တပြို့သွားခေါ်လိုက်မယ်လေအေးအေးအဲ့ဒါဆိုလဲခေါ်ခဲ့ခေါ်ခဲ့ဗောဆရာတော်မှခွင့်ပြုလိုက်တာနဲ့ပေတူးနဲ့တာကြီးကဆရာတော်ကပေါင်းစိပေါင်းဥသုံးချိန်ချပြီးတော့ကျောင်းဝင်းပြင်ကိုထွက်သွားလိုက်ရာ ဆရာတော်မရေတောက်ကိုလှမ်းသတိပေးပါတော့လဲပေတူးနဲ့တာအီးတို့သည်အတန်ဝေးသောနေရာကိုရောက်ရှိသွားပြီဖြစ်ပါလေတော့တယ်။မဘိုးရင်းရောအိမ်ဆောက်ဖို့အတွက်မြေတူးနေတဲ့လူများသားဝင်ရောက်ပြီးတော့အလုပ်လုပ်ကိုင်းနေပါတယ်။ဦးဝေလာကြီးအိမ်ဆောက်လုပ်ရမှာတလဲကုန်းမှာကလေးများပါဝင်ရောက်ပြီးတော့လုပ်ကိုင်းကြ။အเจ้าမှာဦးဝေလာကအလှူသဘောမျိုးဖြင့်ဓမင်းလဲကျွေးတယ်ငွေလဲပေးတယ်။အဲ့တော့သူကြီးကျယ်ဝန်းတဲ့အိမ်ဝိုင်းကြီးထဲမှာကလေးများကပါတာချင်းတောင်းချင်းလေးများကင်ပြီးတော့ဒူးထားတဲ့မြေကြီးများကိုတင်းနေနိုင်ရအောင်များကိုလုပ်နေကြ။ မောင်မိုးရင်ကမေတန်နေနဲ့မှာဥဝေလာယာယီနေထိုင်တဲ့ဒဲလီနီမှာရှိတဲ့ဩဇာပင်ခြေအမှတယောက်တည်းထိုင်နေတယ်။အဲဒီချိန်ဥဝေလာကသူ့ဟာခလန်းလမ်းမှာလှမ်းကြည့်ပြီးတော့လက်ရခေါ်လာရာအနှဲငယ်စိတ်လှုပ်ရှားမိသွားတယ်။သို့ပေမဲ့မျက်နှာပြက်လို့မရဘူးဟုသောအသည့်စိတ်ဖြင့်သတိထားကဥဝေလာရှိရာတဲရင်လေးနီးမှာရှိတဲ့ဇပွဲတန်းရားကိုသွားလိုက်။အဲနောက်ဥဝေလာကသူ့ဟာတေချာကြည့်လိုက်ပြီးခေါင်းလေးမင်းကတို့ရွာမဟုတ်ပါဘူး။ကျုပ်ကပြင်ပြင်ပါပါဒီမှာငွေပေးရဆိုအလုလာလုတာ။အော်အေး ဒါနဲ့မင်းအမိသားစုတွေဆုံးဖားသွားတာရှိလားအဲဒါကတော့မဘိုးနေတယောက်ရင်ထဲမှာထိတ်ခနဲဖြစ်သွားမိအိုးလာမှာသူခေါ်လာတဲ့မတ်သိန်းဦးမီရတဲ့ဒဲမကြီးကိုမင်းနေရာချင်းလဲဖြစ်နိုင်နေထိုးတောင်သားမင်းရခုကဲသို့မေးနိုင်ခြင်းဖြစ်ကြောင်းတွေးတော့လိုက်ပြီးတော့စိတ်မကောင်းစီမူရဖန်းကအမေးကိုဖြေလိုက်ကျုံမီဆုံးသွားတာမကြသေးပါဘူးဩစိတ်မကောင်းပါဘူးကွာဘာဖြစ်ပြီးဆုံးတာလဲလေးမြောင်းတန်နဲ့ခေါင်းထိုးမိပြီးဆုံးတာစိတ်မကောင်းလိုက်တာကွာဘယ်လိုဖြစ်ရတာတော့အိမ်ဖြတ်နေအောင်အမေကသွားကူတာ အိမ်ကပန်းပြုတ်ကြပြီးတော့ကျုံမီခေါင်းပေါ်တင်းနေကြအဲ့ကပန်းလေးမြောင်းတိုင်ကြီးပါလိုက်ခေါင်းဖောက်သွားတာအေးကွာမင်းလည်းတော်တော်ပေမန်းနေပုံပဲနားနေလို့ကွာငါမင်းငွေပူပေးပါမယ်နော်ဟုတ်ကဲ့မမိုးနေတို့စကားပြောနေစဉ်သူတို့နားကိုဘေဒူးနဲ့တားရီတို့ရောက်လာခဲ့ကြအဲ့တော့ဘေဒူးကဥွေလာစကားဆိုလိုက်ဥရီယာထက်လန်းစရာဥွေလာလာဟုတ်တယ်အကောင်ကြီးမင်းတို့ကဘယ်သူတွေလဲကျတော့ရေဦးစင်ကြောင့်ဆရာတို့ရဲ့တပည့်တွေပါဆရာတို့ကလူခန္ဓာရှိလို့ဥယျာဉ်ကိုကြောက်အောင်ကြွားခဲ့ပါဦးနဲ့ ိုက်စကားကိုကြားတဲ့အခါဦးဧလာအတော်ဝမ်းမြောက်သွားပြီးတော့ဒါအင်းနဲ့ဘေဒူဝါခေတ္တဆောင်းဆိုင်ခိုင်းနေတယ်။ဟာလာအေးကောင်းလေးငါတခါလေးလိုက်ခဲ့မယ်ခနာဆောင်ဦးတိုက်ပုံလေးဝေ့ချင်လို့ဟုတ်ကဲ့ရပါတယ်ဗျာတို့နဲ့ဦးဧလာကဒါအင်းနဲ့ဘေဒူနာကိုတဘာလေးလိုက်သွားချိန်မဘိုးရင်ကြီးလည်းခါးထားမှထုတ်ထားတဲ့လူသေးလောင်းအစွေများကိုထုတ်ကာအိမ်အောက်မှာမြုံနှံထားလိုက်ပြီးအစိမ့်တိုက်တိုက်လိုက်ပါလီတော့တယ်ညာကောင်တော်ချိန်မှဖြစ်ပြီးတယ်ဦးဧလာတယောက်သူကြီးယာယီတဲအိမ်လေးမှာတယောက်တည်းအိပ်ပျော်လို့နေတယ် ဝေလာကရေနံသီမိခွက်ထိုးနှားပြီးတော့စာဖိုင်းနဲ့အိပ်ပျော်သွားလိမ့်မယ်။သူဖတ်နေတဲ့စာအုပ်မှာလောကီစီရင်များအကြောင်းစာအုပ်ဖြစ်အများအမြင်ထက်လန်းဆရာဦးထင်နေပေမဲ့ဥဝေလာမှာတခြားမကောင်းတဲ့အတတ်ပညာများကိုလည်းလေးလာလိုက်စားသူတယောက်ဖြစ်ပြီ။စာအုပ်ကရင်ဘတ်ပေါ်တင်ပြီးတော့အိမ်မောကြနေချင်းဒိန်လီပေါ်တို့အရေးတစ်ခုကတဖြည်းဖြည်းချင်းတက်လာတယ်။အဲဒီချိန်ကရေနံစီမိခွက်လင်းအောင်အောက်မှာတဖြည်းဖြည်းယုံလုံးပေါ်လာပြီးတော့မသိန်းဆိုသောတင်းမာကြီးပင်ဖြစ်ပြီ။အဲဒီတင်းမာကြီးကအိပ်ပျော်နေတဲ့ဥဝေလာနားကိုတိုးကပ်လိုက်ပြီးတဲ့နောက် ဦးဝေလာတက်ခွာပြီးတော့လေပင်းစီကိုသူကြီးလမ်းများတွေ့ရတို့ကသွားချိန်ဦးဝေလာရင်မမဆေးမင်ကြောင့်များကမိကြီးကလင်းအောင်ပမာလင်းထိန်လာပြီးနောက်ဒဲမကြီးမှနောက်ကိုလင်းစင်ထွက်သွားလေတယ်။ဦးဝေလာဒီလေအိယာမနိုးလာပြီးတော့သူအားရန်ပြွန်ကြံစီနဲ့ဒဲမကြီးကိုကြည့်ပြီးတော့တစ်ချက်ပြုံးလိုက်ကာ။အော်နေလေရခလေးရငေါ့အစိမ့်တိုက်လာ တိုက်တာပဲ။ဝေလာဆိုတဲ့ငါလူစီအောင်မင်းလိုမလောက်လေးမလောက်စားလေးကနိုင်မများထင်နေလား။မင်းနဲ့ငါလည်းတွေ့ကြပြီပေါ့ကွာ။ ။ဦးဝေလာကအဲ့လိုဂျိမ်းပေါင်းပြီးနောက်ဒဲမာကြီးကလက်ညှိုးထိုးပြီးတော့မန္တန်တဘုတ်ကိုရွတ်လိုက်ရ။ဒဲမာကြီးမှာတပြေးပြေးနဲ့အမဲအောင်ခိုးငွေများဖြင့်ပြောင်းလဲသွားပြီးနောက်အိမ်အောက်ကိုဝေဝဲပြီးတော့ပျောက်ကွယ်သွားပါလိတော့ဒီ။အောင်လန်းဘိုးရင်နဲ့ဒလန်းဆရာဦးဝေလာဒီကဤမြသာမကြမီအောင်လန်းဘိုးရင်နဲ့တစ္ဆာအမိကဇလန်းလေးကိုတင်ဆက်ပေးပါအောင်ပါခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကအောက်လန်းဘိုးရင်နဲ့ထလန်းဆရာဝေလာအမိရဇလန်းဖြစ်ပါတယ်။နောက်နေ့မှလည်းဘိုးရင်ဇလန်းများကိုဆက်လိုက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဘိုင်းဆံများကိုလာပြီးတော့ နားဆင်အားပေးလို့ရကြောင်းတပါးတစ်ဖိတ်ခေါ်ပါရစေ။ဆိုတော့ဒီနေ့မှအချိန်မေးနားဆင်ခဲ့ကြတဲ့ပရိသတ်များတောင်ချင်းနိုင်ကုန်လေကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်အန်ခင်မူပါ။